မိန်းကလေးငယ်နှစ်ဦးကိုနှိပ်စက်ခဲ့ရလို့ဆိုကလူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုံမှားများနဲ့တရားစွဲဆိုခံထားရတဲ့အင်ဝါအချုပ်ဆိုင်မိသားစုဝင်6ဦးကိုနိုဝင်ဘာလ10ရက်နေ့ကအနောက်ပိုင်းခရိုင်တရားရုံးမှာရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ အဆိုပါယုံကျေးမှာတော့တရလူပြတက်သေးဖြစ်နှိမ့်ဆက်ခံခဲ့ရတယ်။အင်ကူမင်းကလေးငယ်2ဦးနေထိုင်တဲ့ကြာဝါကြီးရွာအုပ်စုမှာအုပ်ချုပ်ရေးမှုဥမျိုးမြင့်အောင်ကိုစစ်ဆေးခဲ့ပါတယ်။အဲဒီနောက်မှာတော့ဥမျိုးမြင့်အောင်ကိုဆွတ်ဆဲခံထားရတဲ့အင်ဝါအချုပ်ဆိုင်ပိုင်ရှင်မိသားစုဝင်တွေဘက်မှရှင်နေတွေကအပြန်အလှန်မေးခွန်းနေစစ်ဆေးမေးမြန်းခဲ့ပြီးယုံကျေးကိုနိုဝင်ဘာလ18ရက်နေ့ကိုပြန်လည်ချိန်ဆပေးခဲ့တယ်လို့လည်းသိရပါတယ်။ကြောက်ဒရာမျိုးနယ်မှာအင်ကူမင်းကလေးငယ်နှစ်ဦးကိုနှိမ့်ဆက်ခဲ့တဲ့အတွက်အင်ဝါအချုပ်ဆိုင်ပိုင်ရှင်ဒေါ်တင်သူစာဥကိုလန့် ၊ဆူမော်လန်၊တင်မင်းလန်၊ရာဇာထုံးနဲ့တီရီလက်တို့ကိုလူကုန်ကူးမှုတားဆီးကာကွယ်ဥပဒေပုံမှာ29မြင်းဆောင်24မြင်းဆောင်30နှစ်နဲ့စက်တင်ဘာလ23ရက်နေ့ကအနောက်ပိုင်းခံတရားရုံးမှာစတင်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ဒါအပြင်သူတို့6ဦးကိုကြောက်တရားမြို့မရဲစခန်းမှာပါ201မြင်းဆောင်2016ရာဇသက်ကြီးပုံမှာ326မြင်းဆောင်325မြင်းဆောင်344မြင်းဆောင်134ရာထပ်မံအမှုဖွင့်ခဲ့ပြီးကြောက်တရားမြို့နယ်တရားရုံးမှာတရားစွဲတင်ခဲ့ပါတယ်။ ဒါအပြင်ဒေါ်တင်သူစာစုမောလက်တင်မင်းလက်နဲ့ရာစာထွန်းတို့ကိုရဲရဲမပိုင်မှုအမှတ်စဉ်နေဆက်မြေဆောင်2016ကလေးတငယ်ဥပဒေပုံမှာ66ကားကြီးနဲ့လဲကြော်တရားမြို့နယ်တရားရုံးမှာတရားစွဲဆိုထားသေးတယ်လို့လည်းသိရပါဗျာ။